ါလာတာဆွေကိုအဝေးကွန်းသွားခံရမယ်လစ်ပါဘူး။ အားလုံးမင်္ဂလာပါ Football Watch Channel မှာဝင်တော်မှာဒီပြိုလေးမှာတော့ Champion League ပွဲစဉ်နှစ်ပေါ့နော် Galatasaray အတင်းနဲ့ Liverpool တင်းတို့ရဲ့ပွဲစဉ်အပေါ်ပွဲကြိုခံစားချက်လေးလုပ်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ပရမဆုံးအနေနဲ့အင်ကွင်းတင်းဖြစ်တဲ့ Galatasaray အတင်းအကြောင်းပြောရအောင်ပေါ့ဒီပွဲမှာဆိုရင် Galatasaray အတင်းကသူတို့အတင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ Beta Osimhen ပြန်ပါလာနိုင်နေဆိုတဲ့သတင်းတွေထွက်ပေါ်နေတယ်ပေါ့နော်ဒါပွဲစဉ်1 Champion League ပွဲစဉ် Front Bank နဲ့ပွဲစဉ်မှာတော့ Beta Osimhen မပါခဲ့ဘူးသူတို့5-1နဲ့အပြတ်အသတ်အဝေးကွင်းမှာ ာရှုံးနေခဲ့တယ်ဗျအဲ့ပွဲမှာနောက်တန်းကတော်တော်လေးရုန်းကန်ခဲ့ရပြီးရောပေါ့နော်ကျွန်တော်တို့က၅ခုထိပေးခဲ့ရတယ်တကူပဲပြန်ရတယ်ကလာဆာရီအနေနဲ့ဝီယောပါချန်ပီယံကြီးအပွင့်ပွဲမှာဒါဆော့ဆော့ပြပြရှုံးနေထားတယ်လို့ကျွန်တော်တို့ပြောရမှာပေါ့ဗျအဲ့တော့သူတို့တင်းရနောက်ဆုံး၅ပွဲကိုသွားကြည့်မယ်ဆိုရင်လည်းပြည်တွင်းလိဒီမှာတော့သူတို့နိုင်ထားတယ်၄ပွဲလုံးနိုင်ထားတယ်ဒါပေမဲ့အဲ့ချန်ပီယံလိပွဲမှာသူတို့ရှုံးတယ်အဲ့တော့တူတကီလိမှာနိုင်တာတော့ကျွန်တော်တို့သွားပြီးတော့ဒါထက်တွက်နေကြတော့မလို့ဘူးဗျာသူတို့ကနိုင်မှာပဲပေါ့နော်ကလာဆာရီကအဲ့ဒီဘက်မှာဆိုရင်သူတို့ကလုံးဝအတင်းကြီးတင်းလို့ပြောလို့ရတယ်ဒါပေမဲ့သူတို့ဥရော ောပအဖွင့်ပွဲမှာတော့ front back ကိုအပြတ်သက်ရှုံးထားတာလေးတော့ရှိတယ်အဲ့တော့ဒီပွဲကသူတို့အတွက်ဒီကြောက်ဘော bounce back လုပ်ရမယ်ပွဲရမတ်ဆယူရမယ်ပွဲလို့ပြောလို့ရပါတယ်အဲ့တော့သူတို့တင်းရဲ့လူချင်းကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့တီးတဲ့ကစားသမားတွေတော်တော်များများပါတယ်ပေါ့နော်အဲ့တော့ gan do gan do ပါလို့ဒါ man city ကနေပြောင်းသွားတာတွေရှိတယ်ပြီးရင်ကျွန်တော်ဒါ sanjet sorry sa ne လို့ပါလို့ရှိတယ်ပေါ့နော် sa ne အားလုံးတီးတယ်ပြီးတော့ osimhen ကိုယ့်နယ်ပိုင်းမှာဆိုလည်း arsenal ကစားသမား hon torreira တို့ကျွန်တော်တို့ဒါ ubanan ကစားသမား hon lamina တို့ပေါ့နော်ဒီလိုကစားသမားတွေရှိနေတာဖြစ်ပါတယ်ခန်းစပိုင်းမှာဆိုရင် spa မှာ ကစားဘူးလေဒေးဗစ်စ်ဆိုင်းချက်တို့ဘာလို့လဲရှိတယ်ပေါ့ဗျာအဲ့တော့သူတို့တင်းရဲ့လူစင်းကလည်းအထိုက်အသင့်ကျွန်တော်တို့ကဥရောပမှာလေလာတန်အသင်းတသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်အောင်မြင်မှုကြီးကြီးမားမားမရယူနိုင်ဘူးဆိုရင်တောင်းပေါ့နော်ကျွန်တော်တို့ကဒုက္ခပေးနိုင်တဲ့အသင်းထဲမှာကလာဒါဆရီကပါနေတာဖြစ်ပါတယ်အထူးသဖြင့်သူတို့တင်းရဲ့အိမ်ကွင်းဖြစ်နေတယ်အဲ့ဒီအိမ်ကွင်းဆိုရင်အတိတဲ့အတိုင်းပဲနော်တူရကီကလပ်ကြီးရဲ့အိမ်ကွင်းက တော်တော်လေးကြမ်းနေအပိမှုကြမ်းနေအဲ့တော့လီဗာပူးအနေနဲ့အဝေးကွင်းမှာခက်ခက်ခဲခဲသွားရှင်ပြိုင်ရဖို့ရှိတယ်။ဒါရင်တဒနာအနေထားရတော့ကာလာဒါဆာရီမှာကြီးကြီးမားမားရှိမနေဘူး။အဲ့လိုလီဗာပူးကိုအဲ့ခံဖို့လူစင်းအပြည့်ကြီးပါရှိတယ်။အဓိကကတော့အိုက်ဘီတာအော်စီမန်ပါလာမလားမပါဘူးလားဆိုတာမတိကျမရေရာဖြစ်နေတဲ့အနေထားပေါ့နော်။တကယ်လို့ तू က fitness မပြည့်ဘူးဆိုတော့မပါဘူး။ fitness ပြည့်မယ်ဆိုရင်တော့လီဗာပူးနဲ့ပွဲမှာပါဝင်လာမယ်လို့သိရပါတယ်။အဲ့တော့ကာလာဒါဆာရီကတော့သူ့ရဲ့အိမ်ကွင်းမှာချန်ပီယံလိပွဲဖြစ်လီဗာပူးကိုအဲ့ခံပါမယ်။တော်တော်လေး နော်စိတ်ဝင်စားဖို့ခေါင်းနဲ့ပွဲလို့ပဲပြောရမှာဘာလို့တစ်ဖက်ကလည်းဘာဦးတင်ကြောင်ပြောရအောင်လည်းဘာဦးတင်ကကျွန်တော်တို့ဒါစနေနေ့ဟောဆောက်တယ်စနေနေ့မှာကျွန်တော်တို့ဒါခရစ်စတယ်ဘေးလို့တို့ရှုံထားတယ်ဗောဗျာအဲနောက်ကြကိုနဲ့ရှုံသွားတယ်ဗောတို့နောက်ကြကိုနဲ့အနိုင်ယူနေကြဒါအတင်းတင်းကနောက်ကြကိုနဲ့ပြန်ရှုံသွားတယ်ဒီပြအာနစ်လောပြောပြောတယ်ဗောနော်ဆက်ပီကာကွယ်မှုအပိုင်းနေမှာအတင်းနေနဲ့ဒါတိုးတက်ဖို့လိုသေးတယ်မနစ်ကရာဒီလိုမျိုးစင်တန်မျိုးမရောက်သေးဘူးဆိုပြီးတော့သူပြောသွားတယ်ဗောနော်အဲ့တော့ဆက်ပီကနေဂိုးတွေပေးနေရာကိုတော့ဒီပြအာနစ်လောကသဘောမကျဘူးဒီရာဒီရဲ့ပထမဆုံးရှုံပွဲတွေ့ပြီး ဲ့နောက်မှာလီဗာပူးအနေနဲ့ bounce back လုပ်ဖို့ champion league ပြိုင်ပွဲနဲ့အတူပြန်လာမှာဖြစ်ပါတယ်အဲ့တော့လီဗာပူးရဲ့နောက်ဆုံး၅ပွဲရလဒ်ကိုကျွန်တော်တို့သွားကြည့်မယ်ဆိုရင် ဆာဒန်ဒေါင်21နဲ့နိုင်တယ်အေဗာဒေါင်21နဲ့နိုင်တယ်အက်တလက်တီကိုမက်ထရစ်ကို3-2နဲ့ချန်ပီယံလိဂ်ဖွံ့ဖွဲမှာနိုင်ထားတယ်ပန်လီယိုစီ1နဲ့နိုင်တယ်ပေါ့နော်အဲ့တော့ဂိုးလေးတွေခက်ဆစ်ဆစ်ပေးလာတယ်နောက်ဆုံး၄ပွဲဆက်ဂိုးပေးထားရတယ်ဗျာအဲ့တော့ကျွန်တော်တို့ဒါအစအာဆင်နယ်နဲ့ပွဲမှာဂိုးမပေးရဘူးပြီးရင်ပန်လီနဲ့ပွဲမှာဂိုးမပေးရဘူးလီဗာပူးခန်စစ်ကပြန်တည်ငြိမ်လာပြီလို့ယူဆတဲ့အချိန်မှာအေတီကိုနဲ့ပွဲမှာ2-0ဖြစ်ပြီးမှ2-2ပြန်ဖြစ်တယ်ဒါနောက်ကျဗန်ဒိုက်ရဲ့ကောင်းတိုက်ဂိုးနဲ့မလို့နိုင်ခဲ့တာပေါ့နော်အေဗာဒန်နဲ့ပွဲမှာလည်း2-0ကနေ2-1ပြန်ဖြစ်တယ်အာဒါဆော့တန်နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ဒါဟို 80ကျော်မှလာမသိဘူးတွင်းပြီးတော့နိုင်လာတယ်ခရစ်စတယ်ဘယ်လီနဲ့ပွဲမှာဆိုရင်တော့နောက်ကနေလိုက်ကစားခဲ့ရတယ်အဲ့တော့လီဗာပူးအနေနဲ့အဲဘလို့ပဲပြောပြောပေါ့နော်ကျွန်တော်တို့ကရှုံးဘွယ်တဘွယ်စတွေ့သွားပြီဖြစ်တဲ့အတွက်သူတို့ရဲ့အားနေချက်အချို့ကိုတော့သူတို့လည်းမြင်သွားခဲ့မှာပဲနော်အဲ့ဒါကိုသူတို့အကောင်းဆုံးပြင်ဆင်ပြီးတော့ဒီပွဲမှာ ြန်လာနိုင်မှုချိုးစားသွားမှာတည်ကြပါတယ်။လီဗာပူးရဲ့ပွဲထွက်လူစင်ကိုကျွန်တော်ချင်းကပ်မယ်ဆိုရင်တိုင်ရန်ပြဿနာမှာလည်းချီချင်းမာမာကဂျိုဘန်နီလီယိုနီရှိမယ်။စတီဗင်ဘတ်ဂျက်တက်ဒက်ဖူဖြစ်တယ်။ဒီလောက်ပဲရှိတယ်။ဟိုဂျိုဘန်နီလီယိုနီကော ACN ဖြစ်တဲ့အတွက်ကျွန်တော်တို့မေးလိုက်တော့ဘောနော်ဒီကရသမားကတော်နာရမှာ။အဲ့တော့လီဗာပူးရဲ့ line up မှာဟူကိုအခီတီကီလေးမြန်ပွဲထွက်လာမလားဘောနော်။အစ်ဆက်ကိုဒုတိယပိုင်းအခီတီကီကိုပထမပိုင်းဒီလိုပုံစံလေးတုံးလာမယ်လို့ကျွန်တော်ကတော့ ယူဆထားတယ်ဘာလို့ Akitiki ရဲ့ Crystal Belly နဲ့ပွဲမှာသူကအနီးကကြောင့်အနားရထားတာ ਉਹ အဲ့တော့ Akitiki ကိုရှေ့မှာထားပြီးတော့ကျွန်တော်တို့က Florlambas ကို attacking midfielder အဖြစ်ပဲထားစီခြင်းနဲ့ Kapu Sale ဒီလိုပုံစံပဲကျွန်တော်တို့က Botford လာစီခြင်းနဲ့ Sobo နဲ့ Graban Batch ပေါ့နော် Maga ရဲ့ခြေစွမ်းကကျွန်တော်အများကြီးကျွန်တော်တို့က Dia ဒီမှာမမြင်ရသေးတာဖြစ်တဲ့အတွက်ကျွန်တော်က Graban Batch နဲ့ Sobo ပို့ပြီးတော့သဘောကျတယ်နောက်တန်းမှာတော့ Corner Bradley ထက် Print Pong ကိုပဲတုံးစီခြင်းနဲ့ Robertson Print Pong Corner Di Bandai Alison Baka ပေါ့နော်ဒီပုံစံလေးကိုပဲကျွန်တော်မျှော်လင့်ထားပါ ါတယ် အဲ့တော့ကြီးကြီးမားမားထူထူဒူဒူတော့ပြောကြမှာမရှိဘူးလေပါဦးပထမပွဲမှာသူတို့80ကိုနိုင်ထားတယ်နောက်ထပ်နိုင်ပွဲစယူကုန်မှာပဲပြီးမြာလီရဲ့ sorry champion league ရဲ့ပေါ့နော်ကျွန်တော်တို့ဒါ league face အဆင့်ကိုမနစ်ကရာဒီမှာလဲအဆင့်တက်နဲ့တင်းခဲ့တဲ့လေပါဘူးကဒီရာဒီမှာလဲထပ်ပြီးတင်းဖို့ချိုးစားအောင်မှာပဲအဲ့တော့သူတို့ပထမပွဲနိုင်ထားတယ်ဒုတိယပွဲလဲထပ်နိုင်ဖို့ရှိတယ်ကျွန်တော်အထင်ပေါ်တော့ Galatasaray ရဲ့အဲ့လောက်တော့မကောင်းဘူးဒါပေမဲ့တစ်ချက်ရှိတာကအဝေးကွင်းဖြစ်နေတယ်အဲအဲ့တော့ခြေကျော်လက်ချော်ဖြစ်နိုင်တဲ့ရာဂိုင်းတုံးလေးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အထင် overall ခြုံပြီးတော့ကြည့်ရမယ်ဆိုရင်ဒီပွဲကလဲလေပါဘူးပဲအကော ောင်းဆုံးဖြတ်ကျော်သွားမယ်ပွဲလို့ကျွန်တော်မြင်ထားပါတယ်သူတို့ Crystal Belly နဲ့ပွဲကအရှုံးကို bounce back လုပ်ပြီးတော့ဒီပွဲမှာပြန်လာမယ်လို့ကျွန်တော်မျှော်လင့်ထားပါတယ် Brother တို့ရောဒီပွဲပေါ်ဘယ်လိုထင်ကြလဲ Liverpool နိုင်မယ်လို့ထင်လား Galatasaray နိုင်မယ်လို့ထင်လားတည်ကြမယ်လို့ထင်ကြလား Comment မှာဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ် video မှာပြန်တွေ့ပါမယ်ခွလက်ပါ